မာကုအခိုင်9အခန်းငယ်9ကနေပြော့73အထိကိုဖတ်မယ်။တောင်ပေါ်မှာဆင်းကြသောအခါကိုရောကလူသားသည်တေချင်းမှ မထမြောက်မီတိုင်အောင်တင်တို့ယခုမြင်သောအရာကိုအဘဲသူအားမြမချားမပြောချနှဲ့ဟုတပဲ့တော်တို့ကို ပြညတ်တော်မူ၏တပဲ့တော်တို့သည်ထိုစကားကိုမှတ်မိ၍ တေချင်းမှထမြောက်ခြင်းသည်အဘယ်သို့ဆိုလိုသနည်းဟုအချင်းချင်းဆွေးနွေးမြင်မြန်ချဤထိုအခါတပည့်တော်တို့ကအေလိယသည်အရင်လာမည်ဟုကြံပြုစေရာတို့သည်အဘယ်ကြောင့်ဆိုပါသနည်းဟုမေးလျှောက်ကြလျင်ကိုတော်ကအေလိယသည်အရင်လာ၍အလုံးစုံတို့ကိုပြုတ်ပြင်ရသည်မှန်ပေ၏လူသားသည်လည်းအလွန်ဆင်းရဲ၍ ကဲ့ရဲ့ပယ်ထားခြင်းကိုခံရမည်ဟုကျမ်းစာလာ၏ငါဆိုသည်ကားအဲလိယသည်ရောက်လေပြီသူ၏အကြောင်းကိုကျမ်းစာ၌ရေးထားသည်အတိုင်လူများသည်သူ့အားပြုချင်သမျှကိုပြုကြပြီဟုမိန့်တော်မူ၏သခင်ယေရှုကဒုတိယအကြိမ်ပြန်ကြွလာတဲ့အခါမှာဘုံအသိနဲ့မိမိပြန်ကြွလာမဲ့အကြောင်းအချိုမင်ကွင်းကိုတပည့်တော်ပေတရု ယောဟန်ယာကုပ်၃ယောက်ကိုပဲမြင့်လှစွာသောတောင်ပေါ်ကို ခေါ်သွားတယ်။ခေါ်သွားပြော့ယေရှုရဲ့မျက်နှာတော်ဟာနေကဲ့သို့ထွန်းလင်းတောက်ပလာတယ်။အဝတ်တော်ဟာမိုးပွင့်ကဲ့သို့အလွန်ဖြူလာတယ်။ဘာဖြစ်လို့သခင်ယေရှုကအဲ့ဒီအကြုံမြင်ကွင်းကိုအဲ့ဒီတပည့်တော်၃ယောက်ကိုမြင်စေတယ်လဲဆိုရင်ဒုတိယချိန်ပြန်ကြွလာတဲ့အခါမှာတော့ဘုံအသေးနဲ့ကြွလာတော်မူမှာဖြစ်တဲ့အကြောင်းတွင်တင်ဟောကြားယုံမဟုတ်ဘူးအခုလက်တွေ့ ပြနေတာဖြစ်တယ်ဘသူတွေအတွက်လဲတဲ့နဲ့ကျွန်တော်အတွက်ဒီခိုင်ခန့်သောတက်သေးတွေကိုကြည်ချင်းအားဖြင့်ယေရှုခရစ်တော်သည်ယုံကြည်သောတဲ့နဲ့ကျွန်တော်ကို အထာတော်မှာအစင်ထာဝရခေါ်ဆောင်ဖို့ရန်ကျွန်တော်တို့အတွက်ဘုံ အသေးနဲ့ပြန်ပြော့ချော်လာမယ်တခင်ယေရှုကသူဟာမေရှိယဖြစ်တော်မူကြောင်းမိမိရဲ့ဘုံအသေးကိုတပည့်တော်၃ယောက်ကိုမြင်စေတယ် ဒါပေမဲ့သခင်ယေရှုကအခုလိုတပည့်တော်တို့ကိုပြညတ်ထားတယ်။သေခြင်းမှမထမြောက်မီတိုင်အောင်သင်တို့ယခုမြင်သောအရာကိုအဘယ်သူအားမျှမကြားမပြောကြနဲ့ဟု တပည့်တော်တို့ကိုပြညတ်တော်မူ၏။အခုသင်တို့မြင်ရတဲ့ငါရဲ့ဘုံအသေးတော်ကိုသေခြင်းကနေငါထမြောက်ပြီးမှပဲကျန်တဲ့လူတွေကိုပြောပြရမယ်။အဲ့ဒါဘာကြောင့်လဲ။ဘာကြောင့်လဲဆိုရင် ယေရှုရဲ့အေးဝံဂေလိတရားဟာယေရှုရဲ့အသေးခံတော်မူခြင်းမပါရင် မပြည့်စုံဘူးဘုံအသေးနဲ့ပြန်ကြွလာမဲ့သူဖြစ်တယ်လို့ပဲလူတွေကိုတော့ပြောပြရင်အဲ့ဘုံအသေးကိုပဲသူတို့ကမျောနေမယ်အရေးကြီးဆုံးကပါလေဘုံအသေးတော်ကိုကျွန်တော်တို့ကိုယ်တိုင်ရှုမြင်ပြတော့သခင်ယေရှုနဲ့အတူကျွန်တော်တို့အစင်ထာရနေရမယ်အဓိကအကြောင်းရင်းကကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေကိုဆက်ပေးဖို့ရန်အသေးခံခြင်း အဲ့ဒါမှပါရင်မဖေးဘူးတေချင်းကနေယေရှုထမြောက်တော်မူပြီးနောက်ပေတရုယာကုပ်ယောဟန်တို့ကတော့တက်တေခန့်တယ်လေဩအဲ့ဒီတောင်တော်မှာဘုံအသေးကိုငါတို့ကိုယ်တိုင်မြင်ရတယ်ယေရှုခရစ်တော်ဟာကဘာမတီမရှိမီကလေးကကောင်းဝင်နိုင်ငံတော်မှာဘုံအသေးနဲ့နေတော်မူသောသားတော်ဖျားသခင်ဖြစ်တယ်ဆိုတာငါတို့ကိုယ်တိုင်သခင်ယေရှုကမိမိရဲ့ဘုံအသေးတော်ကိုငါတို့ကို မြင်စေတယ်တဲ့တတ်တိခံဘလောက်လဲ3ရောက်တတ်တိခံ2ဦး3ဦးရှိရင်တို့ရဲ့တတ်တိခံချက်ဟာအဟုတ်အမှန်ဖြစ်တယ်ဆိုတာကိုလက်ခံရမယ်တဲ့ဒီမှာတတ်တိခံ3ဦးကိုထားထားတာဖြစ်တယ်အခန်းငယ်30မှာတပည့်တော်တို့ဒီထိုစကားကိုမှတ်မိ၍တေချင်းမှ ထမြောက်ခြင်းသည်အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆွေးနွေးမေးမြန်းကြ၏ကဲတပည့်တော်တို့က နားလည်သလားဆိုရင်အပြည့်အဝသူတို့နားမလည်သေးဘူးတပည့်တော်တို့ကယေရှုအသေးခံမယ်ဆိုတော့သူတို့ကယုံကြည်လက်ခံဖို့ကခက်ခဲနေတော့မယ်မဖြစ်လို့လေအခုပဲသူတို့ဘုံအသေးနဲ့ပြန်ကြွလာမယ်ယေရှုကိုသူတို့မြင်ရတယ်လေယေရှုရဲ့ဘုံအသေးကိုသူတို့မြင်ရတယ်အဲ့ဒါလောက်ကြီးမြတ်တော်မူသောဘုရားသခင်ဟာလဝကတိုင်မှာအသေးခံပါမလားလဝကတိုင်မှာအသေးခံတယ်ဆိုတော့အဲ့ဒီအချိန်တုန်းကလည်းအမင်္ဂလာသိချင်းဆို့ အဲ့လောက်ကြီးမြတ်တော်မူသောသာရောယေရှုခရစ်တော်ဟာအာမင်္ဂလာတေချင်းဆိုးနဲ့လဝကတိုင်မှာအသေးခံပါမလားဆိုပြီးတော့တပည့်တော်တွေအနေနဲ့ကတော့လက်ခံဖို့ကိုတော်တော်လေးခဲရင်နေတယ်ဖြစ်နိုင်ပါမလားအဲ့လောက်ကြီးမြတ်တော်မူသောနတ်ဆိုးတွေရလဲမြင်လိုက်တာနဲ့ကိုအမြင်ဆုံးသောပရောဖက်သာရောယေရှုဆိုပြီးတော့သူတို့ကြောက်လို့ကြောက်လန့်ပြီးတော့တုန်လှုပ်နေကြတာအဲ့လောက်ကြီးမြတ်တော်မူသောသာရောယေရှုခရစ်တော်ဟာ လဝကတိုင်မှာအာမင်္ဂလာနဲ့အသိခံပါမလားယုံကြည်သူတို့အတွက်ထမြောက်ခြင်းရှိမယ်ဆိုတာဓမ္မဟောင်းကျမ်းမှာကလေးကပြောပြထားတဲ့အတွက်တပည့်တော်တွေသိတယ်ယုံကြည်သူတို့ရဲ့ထမြောက်ခြင်းရှိမယ်ဆိုတာတော့သူတို့သိတယ်ဒါပေမဲ့ယေရှုခရစ်တော်ဟာအသိခံမယ်သိခြင်းကနေပြန်ပြောထမြောက်မယ်ဆိုတာကိုသူတို့အပြည့်အဝနားမလည်သေးဘူးရှေ့ပိုင်းမှာလဲတခင်ယေရှုကလဝကတိုင်မှာနော်အသိခံမဲ့အကြောင်း တေချင်းကနေပြန်ပြတော့ထမြောက်မဲ့အကြောင်းကိုပထမဆုံးအချိန်မှာတပည့်တော်တို့ကိုပြောပြတဲ့အခါမှာပေတရုကဘာလုပ်လိုက်လဲယေရှုကိုတီးတန့်ခေါ်ထုတ်ပြတော့ကိုတော်ဒီလိုတော့မဖြစ်သင့်ဘူးကိုတော်ကိုဘာလုပ်လဲပေတရုကဆူမရတယ်လေဝါကတိုင်မှာအသေးခံဖို့ပေတရုကခွင့်မပြုဘူးဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကြွလာတော်မူခြင်းသည်ဘာအတွက်လဲလေဝါကတိုင်မှာအသေးခံဖို့ဖြစ်တယ်အဲ့ဒါဘယ်တော့ကလေးက ဘုရားသခင်ကပြောပြထားတယ်လဲဆိုရင်ကဘာဦးချမ်းမှာကလေးကပြောပြထားတယ်မိမရဲ့အမျိုးကသာရမဏေရဲ့ခေါင်းကိုကျိတ်ပြော့လူတို့အပေါ်မှာတက်ရောက်လျက်ရှိတဲ့တေချင်းငရဲသွားမဲ့သူအဖြစ်ကနေသူတို့ကိုကယ်မဲ့အကြောင်းအဲ့မှာယေရှုလဝါကားတိုင်းမှာအသေးခံမဲ့အကြောင်းကပ္ပဝုဇံအခိုင်းတုံးအငယ်15မှာကလေးကချုပ်တင်ပြော့ပြောပြထားတယ်ကျွန်တော်တို့နားလည်ရမယ့်အရေးကြီးဆုံးက အဲ့ဒါလောက်ကြီးမြတ်တော်မူသောယေရှုခရစ်တော်ဟာအပြစ်ရှိသောသင်နဲ့ကျွန်တော်အတွက်အသေးခံပြော့ကျွန်တော်တို့ရဲ့နောင်ဘဝအာမခံချက်ကိုအပြည့်အဝပေးဖို့ရန်သေခြင်းကနေထမြောက်တော်မူတယ်။သေခြင်းကနေထမြောက်တော်မူပြော့ယနေ့အသက်ရှင်တော်မူသောတပါတီသောကယ်တင်ရှင်ဖြစ်တော်မူသောကြောင့်ငရဲသွားမဲ့သင်နဲ့ကျွန်တော်ကိုအစဉ်အမြဲကယ်တင်နိုင်သောတပါတီသောကယ်တင်ရှင်ဖြစ်နေတယ်။အာမင်။ အဲ့ဒါကိုပို့ပို့ပရောတိလာလေးလေးသင်ရဲ့အတ္တမှာကဲတင်ချင်းစိတ်ချမှုမှာပို့ပို့ပရောကြီးထွားလာမယ်ကြီးထွားလာလေးလေးငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းတွေနဲ့နေ့တိုင်းပို့ပို့ပရောအသက်ရှင်လာနိုင်မှာဖြစ်တယ်ယေရှုခရစ်တော်ကမိမိအသေးခါမဲ့အကြောင်းနဲ့အသေးချင်းကနေထမြောက်တော်မူမဲ့အကြောင်းကိုပြောပြပြီးတဲ့နောက်မှာတပည့်တော်ရေကနားမလဲဘူးနားမလဲတဲ့အခါကျတော့မကုအခိုင်းကိုအငယ်၁၁မှာတပည့်တော်တို့ကယေရှုကို အခုလိုမေးကြတယ်ထိုအခါတပည့်တော်တို့ကအဲလိယသည်အရင်လာမီဟုကြမ်းပြုတ်စရာတို့သည်အဘယ်ကြောင့်ဆိုပါသည်နည်းဟုမေးလျှောက်ကြလျင်ကဲဒီမှာပြောတဲ့အဲလိယဆိုတာကဗတ္တဇံဆရာယောဟန်ကို ပြောနေတာဖြစ်တယ်တခင်ယေရှုကသူတို့ကိုဘလို့တုံ့ပြန်တယ်လဲဆိုရင် အခန်းငယ်၁၂မှာကိုတော်ကအဲလိယသည်အရင်လာ၍အလုံးစုံတို့ကိုပြုတ်ပြင်ရသည်မှန်ပေ၏ အခန်းငယ်73မှာငါဆိုဒီကအဲလိယသည် ရောက်လာပြီးသူ၏အကြောင်းကိုစံစာ၌ရေးထားသည့်အတိုင်းလူများသည် သူအားပြုချင်သမျှကိုပြုကြပြီဟုမိန်တော်မူ၏ကဲအဲလိယရောက်လာပြီးဗတ္တိဇံဆရာယောဟန်ရောက်လာပြီး သူ့အပေါ်မှာအထူးသဖြင့်မှားယွင်းတဲ့ယူဒဘာသာရေးကောင်းဆောင်များကပြုချင်တယ်လို့ပြုနေကြတယ်ဗတ္တိဇံဆရာယောဟန်ဟာတဲ့တခင်ယေရှုကမိမမွေးတဲ့လူသားတွေထဲမှာအကြီးမြတ်ဆုံးဖြစ်တယ် ကပ္ပဦးကနေစပြတော့ဘာလူမျိုးပဲဖြစ်ဖြစ်ဘယ်နိုင်ငံကပဲဖြစ်ဖြစ်တခင်ယေရှုကမိမ့်မမွေးတဲ့ယောက်ျားတွေထဲမှာဗတ္တိဇံဆရာယောဟန်ဟာအကြီးမြတ်ဆုံးဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်နဲ့ပတ်သက်ပြီးတော့ဗတ္တိဇံဆရာယောဟန်ကဘလို့ပြန်ပြောပြောတယ်လေဆိုရင်သူ့ရဲ့ဖနက်ဂျိုးကိုဖြေဖို့တောင်ကျွန်တော်မထိုက်တန်ဘူး ်မိမမွေးတဲ့အချင်းမြတ်ဆုံးတော့သူကယေရှုရဲ့ဖနက်ကိုလည်းတကယ်တော့မကင်ထိုက်ဘူးအဲ့တလောက်ယေရှုခရစ်တော်ကြီးမြတ်တာအဲ့တလောက်ကြီးမြတ်တော်မူသောသားတော်ယေရှုခရစ်တော်သည်အပြစ်ရှိသောအပြစ်များလှသောသင်နဲ့ကျွန်တော်အတွက်အသေးခံဖို့မိမိကိုယ်ကိုနှိမ်ချပြော့33နှစ်လုံးလုံးဒုက္ခရောက်ခဲ့တယ် ဒီမှာဗတ္တိဇံဆရာယောဟန်အကြောင်းဟောလဲပဲဓမ္မဟောင်းကျမ်းမှာကြိုတင်ပြောထားတယ်နော်ဗတ္တိဇံဆရာယောဟန်မွေးတောင်မမွေးသေးဘူးယေရှုလူစားတရားဖြင့်ကြွလာတဲ့အခါမှာဗတ္တိဇံဆရာယောဟန်ဟာယေရှုရဲ့ရှေ့တော်ပြေးအဖြစ်ဆေလွတ်တော်မူမဲ့အကြောင်းဓမ္မဟောင်းကျမ်းမှာကြိုတင်ပြောပြောထားတယ်ဗတ္တိဇံဆရာယောဟန်ကသူ့ထံကိုယေရှုကြွလာတာကို မြင်တဲ့အခါမှာ ဘလို့တုံ့ပြန်ထားတယ်လဲဆိုရင်ယောဟန်အခိုင်ယောဟန်အခိုင်တဲ့အငယ်29မှာနတ်ဖန်နေ၌ယေရှုကြွလာတော်မူသည်ကိုယောဟန်သည်မြင်လျင်ဤလောကဤအပြစ်ကို ဆောင်သွားသောဖျားသခင်ဤတိုးတငယ်ကိုကြည်လောကဲလူတို့ကိုယေရှုကိုညှို့ပြပေးတယ်ဘလို့ညှို့ပြပေးတယ်လဲလူတို့ရဲ့အပြစ်ကို ဆောင်သွားမဲ့ဖျားသခင်ဤတိုးတငယ်တော်တဲ့ ဲ့ဒါကဘာကိုဆိုလို့တလဲယေရှုခရစ်တော်လက်ဝါးကတ်တိုင်မှာအသေးခံမဲ့အကြောင်းကိုဘတ်တစ္စံဆရာယောဟန်ကလူတွေကိုညွှန်ပြပေးတာဖြစ်တယ်တကယ်လို့ယေရှုခရစ်တော်ဟာအပြစ်ရှိသောသင်နဲ့ကျွန်တော်အတွက်အသေးမခံဘူးဆိုရင်အပြစ်ရှိသောသင်နဲ့ကျွန်တော်ဟာငရဲကနေလွတ်မြောက်ရလမ်းအချာလမ်းလုံးဝမရှိနိုင်ဘူးဘာဖြစ်လို့လဲအပြစ်ရဲ့အခါကသင်ချင်းနော်ဒါကြောင့်လူစားတိအဖြစ်ကိုခံယူပြော့33နှစ်လုံးလုံး အပြစ်လောက်လားမလောက်ဘူးအပြစ်မလောက်နိုင်ဘူးဘာဖြစ်လို့လဲတန်ရှင်းသောဘုရားသခင်လူစားတိအဖြစ်ကိုခံယူတယ်အပြစ်မလောက်နိုင်ဘူး33နှစ်လုံးလုံးအပြစ်ရှိသောလူသားများနဲ့အတူနေတယ်အပြစ်လောက်လားမလောက်ဘူးကျွန်တော်တို့ကတော့ဘာလောက်လဲအပြစ်လောက်တယ်မလောက်ချင်လဲလောက်တယ်လောက်ချင်လို့ လှုပ်တဲ့အချိန်လည်းရှိတယ်မလှုပ်ချင်ပဲနဲ့လှုပ်တဲ့အချိန်တွေလည်းရှိတယ်အဲ့တော့ကျွန်တော်ကဘယ်မှာတောင်းတနေကြလဲအပြစ်မှာတောင်းတနေကြတယ်အပြစ်ရဲ့တကိုးနဲ့အပြစ်ဒဏ်ရဲ့မြင့်အိုင်ကနေကျွန်တော်တို့ကိုရွေးနှုတ်ခဲ့တင်ဖို့အပြစ်နဲ့ကင်းစင်တော်ယေရှုခရစ်တော်ဟာဒီလောကမှာလူစားတိအဖြစ်ကိုခံယူပြော့ကြွလာတော်မူခြင်းဖြစ်တယ်အဲ့တော့ဘတ်တဇာဆရာယောဟန်ကလည်း အပြစ်ရှိသောလောကီလူသားများရဲ့အပြစ်ကိုဆောင်သွားမဲ့ဖခင်သခင်ရဲ့တိုးတငယ်တော်ကိုကြည်ပါဆိုပြတော့ယေရှုခရစ်တော်ကိုလူတို့ကိုညှို့ပြပေးတယ်အပြစ်ရှိသောလောကီလူသားများရဲ့အပြစ်ကိုဖြေလွတ်ပေးနိုင်သော တပါတီသောကယ်တင်ရှင်မယ်ရှိရာကိုယုံကြည်ကြဖို့ယံဗတ္တိဇဆရာယောဟန်ကလည်းလူတို့ကိုညှို့ပြပေးတယ်ကဲမာကုကိုနည်းနည်းတော့ပြန်တော့မယ်နော် အခန်းငယ်7မှာတခင်ယေရှုဟာအဲလိယအရင်လာပြီးပြီသူ့ရှေ့မှာသူ့ရဲ့ရှေ့တော်ပြည့်အဖြစ်သူကြွလာပြီးပြီအဲ့တော့တခင်ယေရှုဟာဘာကိုကျွန်တော်တို့ကိုတွန်တင်နေတယ်လဲတမချန်းစာပြည့်စုံခြင်းတမချန်းစာဟာမှားယွင်းလွဲချော်ခြင်းမရှိတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်ဖြစ်တယ်ဒီတမန်ကျမ်းစာမှာရေးသားဖော်ပြထားတဲ့ယေရှုခရစ်တော်ရဲ့အကြောင်းအလုံးဟာ တရားမှာတရားရာခိုင်နှုံးမှန်ကန်တယ်မပြည့်စုံသေးတဲ့အရာလည်းပြည့်စုံလာမယ်ကဲဒီမှာယေရှုကမိမိအကြောင်းနဲ့ပတ်သက်ပြောဘယ်လိုပြောထားသလဲဆိုရင်အခန်းငယ်7နှစ်ကိုတော်ကအဲလိယသည်အရင်လာ၍အလုံးစုံတို့ကို ပြုတ်ပြင်ရသည်မှန်ပေ၏လူသားသည်လည်းမိမိကိုဆိုလိုတာဖြစ်တယ်အလွန်ဆင်းရဲ၍ကဲ့ရဲ့ ပယ်ထားခြင်းကိုခံရမည်ဟုကျမ်းစာလာဤကဲ့တွင်တမချမ်းစာမှာဓမ္မဟောင်းကျမ်းစာမှာကြိုတင်ရေးသားဖော်ပြထားတဲ့အတိုင်းယေရှုကမိမိဟာလူတို့ရဲ့ငင်းပယ်ခြင်းနဲ့ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကိုခံရမယ်လို့မိမိအကြောင်းကိုတမချမ်းစာမှာကြိုတင် ရေးထားတဲ့အချက်တွေမှန်ကန်တဲ့အကြောင်းကို သခင်ယေရှုကကျွန်တော်တို့ကိုတုံတင်နေတာဖြစ်တယ်ပြီးတော့ယောဟန်အကြောင်းလည်းပဲအခငယ်73မှာအဲလိယသည်ရောက်လေပြီသူ၏အကြောင်းကိုစံစာ၌ရေးထားသည့်အတိုင်းလူများတို့သည် သူ့အားပြုချင်သမျှကိုပြုချပြီကဲသခင်ယေရှုကဘာကိုထောက်ထောက်ပြနေသလဲဓမ္မဟောင်းကျမ်းမှာမိမိအကြောင်းကြိုတင်ရေးထားတဲ့အချက်တွေပြည့်စုံနေပြီ အခုပြည့်စုံနေပြီဘတ်တိဇန်ဆရာယောဟန်အကြောင်းလည်း ပြည့်စုံနေတယ်အဲ့တော့ကျွန်တော်တို့ပြနေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းတည်နေရမယ့်နေရာဒီဘယ်မှာလဲကျွန်တော်ရဲ့ယူပါယုံခံယူချက်ပေါ်မှာလားမဟုတ်ဘူးနောက်ကဘတော်ပေါ်မှာအာမင်ကျွန်တော်တို့တည်တင်တည်ထိုက်တဲ့ဖခင်တခင်အကြောင်းကက်တင်ရှင်ယေရှုခရစ်တော်ရဲ့အကြောင်း ကယ်တင်ရှင်ယေရှုခရစ်တော်ကကျွန်တော်တို့အပြစ်ရှိသောသူတို့ကိုရွေးနှောက်ကယ်တင်ဖို့ဘာလို့ပေးသလဲ။နောင်တနဲ့သူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ကျွန်တော်တို့ယုံကြည်လက်ခံရင်အပြစ်လွတ်ခြင်းထာဝရအသက်ကိုရရှိတဲ့အကြောင်းဂတိတော်အားလုံးဒီမှာကျွန်တော်တို့ကိုပြောပြထားပြီးပြီ။ဟုတ်ကဲ့ဒါဆိုရင်တမန်ကျမ်းစာမှာကြိုတင်ပြောထားတဲ့ယေရှုလက်ဝါးကတိုင်မှာအသေးခံမဲ့အကြောင်းအသေးခံတဲ့အကြောင်းရင်းကပါလဲဆိုတာဟေရှာယအခိုင်း 53အငယ်9ကနေ6မှာအခုလိုကျွန်တော်တို့ကိုကြိုတင်ပြောပြပြထားတယ်။ထိုးတို့သည်ငါတို့လွန်ကျိုးခြင်းအပြစ်များကြောင့်နာကျင်စွာ ထိုးခြင်းနှိပ်စက်ခြင်းကိုခံရလေ၏။ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်တို့ရောက်၍သူခံရသောဒဏ်ချက်အားဖြင့်ငါတို့သည်အနာပြောက်လျက်ရှိကြ၏။ငါတို့ရှိသမျှသည်တိုးကဲ့သို့လမ်းလွဲလျက် ကိုလန်းသူအတီးအတီးလိုက်သွားကြသည်ဖြစ်၍ထာဝရဖျားသည်ခတ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏အခန်းငယ်ခொနစ်ထိုသူသည်ညှင်းဆဲခြင်းနှင့်နှိပ်စက်ခြင်းကိုခံရ၍နှုတ်ကိုမဖွင့်ဘဲနေ၏အသေးတတ်ခြင်းငါဆောင်းသွသောတိုးတငယ်ကဲ့သို့သူ့ကိုဆောင်းသွ၍တိုးသည်အမွှေးညက်သောသူရှိမှမမြည်ဘဲနေတကဲ့သို့ သူသည်နှုတ်ကိုမဖွင့်ဘဲနေ၏မတရားစွာစီရင်ခြင်းအဖြစ်သူ့ကိုထောက်သွားကြ၏ကဲတွေ့လားဒီမှာအကုန်လုံးကျွန်တော်တို့ကိုကြိုတင်ပြတော့ပြောပြထားတယ်ကဲဆက်ပြတော့ဖတ်ရအောင်အသက်ရှင်သောသူတို့၏နေရာမှသူ့ကိုတောက်တင်ပယ်ရှင်းသည်ဖြစ်၍သူ၏အမျိုးအနွယ်ကိုအဘယ်သူပြညုံမီနည်းငါ၏လူမျိုးအပြစ်ကြောင့်ဒဏ်ခတ်တော်မူခြင်းကိုခံလေ၏ ြင့်မှားခြင်းကိုမပြုတ်သူဤနှောက်၌မို့တာမရှိတော်လဲလူဆိုးတို့နှင့်အတူမြေမြုပ်ချင်းငါစီရင်ကြဤတို့ရာတွင်တေပြီးမှတထေး၌ရှိ၏ခဲ့ချစ်ယေရှုခရစ်တော်ဟာရိုက်နှက်ခြင်းငင်းပန်းခြင်းလက်ဝါးကတိုင်မှာအသေးခံမဲ့အကြောင်းနှစ်ပေါင်း900ကလေးကဒီမှာ ဟေရှာယအနာဂတိကျမ်းအခန်း53မှာအသေးစိတ်ကျွန်တော်တို့ကိုပြောပြထားတယ် အဲ့ဒါတွေအားလုံးကိုတခင်ယေရှုကတည်လားတည်တော်မူသောကြောင့်ဒီမှာအခုမာကုအခိုင်းကိုစောစောကျွန်တော်ဖတ်သွားတဲ့ကျမ်းချက်မှာလဲသူဟာတမန်ကျမ်းစာမှာကြိုတင်ရေးထားတဲ့အတိုင်းညင်ဆဲခြင်းလူတို့ရဲ့ညင်ပယ်ခြင်းကိုခံရမယ့်အကြောင်းဒီမှာကြိုတင်ပြောထားတဲ့အရာတွေကိုကျွန်တော်ပြန်ပြောပြောပြနေတာမိမိအကြောင်းတမန်ကျမ်းစာပြည့်စုံခြင်းကိုကျွန်တော်တို့ပြောပြနေတာဖြစ်တယ်ဟုတ်ပါတော့ကဲဒီမှာကျွန်တော်တို့လွန်ကျူးတဲ့အဖြစ်တွေကြောင့် ယေရှုခရစ်တော်သည်လဝကတ်တိုင်မှာကျွန်တော်တို့ခံရမယ့်အပြစ်ဒဏ်ကိုခံပေးတယ်။ငါတို့လွန်ကျိုးတဲ့အပြစ်အလုံးကို သူ့အပေါ်မှာတင်တယ်တဲ့။ဘယ်သူ့အပေါ်မှာလဲ?ယေရှုအပေါ်မှာ။တင်တဲ့ကျွန်တော်ရဲ့အပြစ်အလုံးကို ခမဲတော်ကလဝကတ်တိုင်မှာရိုက်ထားခြင်းခံရတဲ့ယေရှုအပေါ်မှာတင်လိုက်တယ်။အဲ့ဒီအတွက်ကြောင့်ယေရှုသည်တင်တဲ့ကျွန်တော်ရဲ့ကိုယ်စားအပြစ်ဒဏ်ခံပေးခဲ့တယ်။ သူကိုယုံကြည်သောသူတို့ရဲ့အပြစ်ကျွေးရှိသမျှအတွက်ခံရပြီးတဲ့နောက်မှာတော့အမှုပြီးပြီလို့မိန့်တော်မူပြတော့အသက်တော်ကိုလွတ်လိုက်တယ်။ဒေရှာယ53မှာကျွန်တော်တို့ကြိုတင်ပြောပြထားတဲ့အတိုင်းတကြိုချင်းကိုခံရတယ်။သုံးရမြောက်တော်နေ့မှာတေချင်းကနေပြန်ပြတော့ထမြောက်မယ်လို့ကြိုတင်မိန့်တော်မူတဲ့အတိုင်းသုံးရမြောက်တော်နေ့မှာတေချင်းကနေယေရှုထမြောက်တယ် ချမြောက်တော်မူသောယေရှုကိုမြင်တဲ့သူရှိလားတစ်ကောအခိုင်း15အရာလူပေါင်း900ကဲတတိခါ2ဦး3ဦးရှိရင် မလုံလောက်ဘူးလားဒီမှာတတိခါဘယ်လောက်ရှိလဲ900တောင်ရှိတယ်ယေရှုတိတ်ချင်းကနေထမြောက်တော်မူကြောင်းတိတ်ချင်းကနေထမြောက်တော်မူသောယေရှုကိုမြင်ရတဲ့လူ900ရှိတယ်အဲ့ဒီ900ထဲကအသေးစိတ်အကြောင်းအရာကိုသိချင်ရင်တပည့်တော်တို့ရဲ့တတိခါချက်ကိုယ်တိုင်မျက်စိနဲ့မြင်တော့ သူတို့ရဲ့တသက်ခံချက်တွေကိုကျွန်တော်တို့ဘယ်မှာတွေ့ရလဲမာသဲမာကုလုကာယောဟန်ခရစ်ဝင်လေးချက်မှာကျွန်တော်တို့မြင်တွေ့ရတယ်အဲ့ဒါမှာတေချင်းကနေထမြောက်တော်မူပြီးနောက်တေချင်းကနေထမြောက်တော်မူသောယေရှုနဲ့ဘလို့တွေ့ဆုံကြတယ်လဲဘလို့စကားပြောကြတယ်လဲဆိုတာကိုကျွန်တော်တို့တည်တည်ထိုက်တဲ့အရာအားလုံးဒီမှာဒီတာဖော်ပြထားပေးတယ်အဲ့တော့ယေရှုခရစ်တော်ဟာကျွန်တော်တို့ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်ဂရုတော်အတိုင်း ကျွန်တော်တို့ရဲ့အပြစ်တွေဟာဘလောက်ပဲများနေပါစေကျွန်တော်တို့ကျိုးလွန်ခဲ့တဲ့အပြစ်ဟာဘလောက်ပဲကြီးနေပါစေခလုတ်တော်မှာဖြစ်တယ်ဖခင်တစ်ခင်မခွန်လွန်နိုင်တဲ့တခုတီးသောအပြစ်ကပါလေတိလားယေရှုခရစ်တော်ဟာအပြစ်ရှိသောသူတို့အတွက်အသေးခတ်နဲ့တေချင်းကနေ၃ရက်မြောက်သောနေ့မှာထမြောက်တော်မူတယ်ယနေ့အသက်ရှင်တယ်ဆိုရဲအေဝံဂေလိတရားကိုကြားနာပါလျက်နဲ့ ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်မယုံကြည်ခြင်းတခုပဲမခွလွတ်နိုင်တဲ့အဖြစ်ရှိတယ်။ကဲလူရင်းတူရှင်းပြောရရင်ယေရှုခရစ်တော်ဟာအပြစ်ရှိသောသူတို့ကိုကယ်တင်တော်မူသောတပါတီသောကယ်တင်ရှင်ဖြစ်တယ်ဆိုတာကိုသိပါလျက်နဲ့မယုံကြည်ရင်အဲ့ဒီမယုံကြည်တဲ့လူတွေကိုဘုရားသခင်ကအတင်းမကယ်ဘူး။ငရဲမချက်အောင်အတင်းခေါ်မလားမခေါ်ဘူး။ဘာဖြစ်လို့လဲ။ဘုရားသခင်ဒီချစ်ချင်းမြတ်တာဖြစ်တော်မူသောကြောင့် သင်မသွားခြင်းတဲ့နေရာကို အတဲမခေါ်ဘူးနော်ပြီးတော့ဖြောင့်မတ်စွာတရားစီရင်တော်မူတော်သူ ဖြစ်တော်မူသောကြောင့်အကယ်မခံတဲ့လူတွေကိုအတဲမကယ်ဘူးကျွန်တော်ရဲ့နောင်တမလို့အရေးဟာကယ်တင်ရှင်ယေရှုခရစ်တော်ကိုယုံကြည်မလားတမဟုတ်ညင်ပယ်မလားဆိုတဲ့အပေါ်မှာပဲမူတည်တယ်ဆိုတာကိုထပ်လောင်းပြတော့ကျွန်တော်သိရအောင်နော်ပြီးတော့ဒီမှာတမန်ကျမ်းစာမှာကြိုတင် ပြောထားတဲ့အတိုင်းယေရှုရဲ့အသေးခံခြင်း တချို့ချင်းတေချင်းကနေထမြောက်တော်မူချင်းအားလုံးဟာပြည့်စုံလာတယ်နောက်ထပ်ပြည့်စုံလာမဲ့အရာကဘာလဲဘုံအတယေနဲ့ပြန်ကြွလာမယ်ဘုံအတိန်နဲ့ပြန်ကြွလာတော်မူမဲ့အကြောင်းရင်းကဘာလဲလူသားအားလုံးကိုဘာလူမျိုးပဲဖြစ်ဖြစ်မိမိတို့အချင်းအတိုင်းအချိုးအပြစ်ကိုခံရဖို့တရားစီရင်ဖို့ကြွလာမှာဖြစ်တယ် ယုတ်ကြည်သူတို့ရောစင်ချင်းခံရအောင်မလားခံရတော့ဘာဖြစ်လို့လဲလဝကတိုင်မှာစင်ချင်းခံရပြီ အာမင်လဝကတိုင်မှာအမှုပြီးသွားပြီယုတ်ကြည်သူတို့ကိုတရားစင်ချင်းရလဝကတိုင်မှာပြီးသွားပြီဆိုတော့ဒုတိယအချိန်ပြန်ကြွလာတဲ့အခါမှာတရားစင်ချင်းခံရမဲ့သူတွေကဘယ်သူတွေပဲလဲမယုံကြည်သူတွေပဲဘာဖြစ်လို့လဲအပြစ်ရှိသောသူဖြစ်တယ်ဆိုတာကိုတန့်ရှင်းသောဝိညာဉ်တော်ကသူတို့ကို ခဏခဏပေါ်ပြတယ်ကဲတင်ရှင်ယေရှုခရစ်တော်ကိုယုံကြည်ဖို့ရန်သူတို့ကိုခဏခဏတွေးဆောင်တယ်ဒါပေမဲ့မယုံကြည်ခြင်းနဲ့အတွက်သူတို့ကျိုးလွန်ထားတဲ့အပြစ်တွေအတိုင်းအပြစ်စီရင်ဖို့ကြွလာမှာဖြစ်တယ်အဲ့ဒါတွေကိုပို့ဖို့ပရောနာလေလာရင်ယေရှုခရစ်တော်ကိုယုံကြည်တော်သူဖြစ်ရတာဘလောက်မင်္ဂလာရှိတယ်လဲဆိုတာကိုပို့ဖို့ပရောတိလာအဲ့ဒါကိုပို့ဖို့ပရောတိလာလေးလေးတင်းရဲ့အတ္တတာမှာ ကယ်တင်ခြင်းစိတ်ချမှုမှာပို့ပို့ပြော့ကြီးထွားလာမယ်ကြီးထွားလာလေလေမြိန်သက်ခြင်းဝမ်းမြောက်ခြင်းတွေနဲ့နေ့တိုင်းပို့ပို့ပြော့အသက်ရှင်နိုင်မှာ ဖြစ်ပါကြောင်းအားလုံးပုံမှန်ဖျားခင်ကောင်းချီးပေးပါစေ